အားလုံးပဲမင်္ဂလာပါခင်ဗျာ BM Electronic မှကြိုဆိုပါတယ်အခုပြောပြပေးမှာကတော့အာသွင်းမီဒီပေါ့နော်အာသွင်းမီဒီပြင်တာကိုပြောပြပေးမှာဖြစ်ပါတယ်အခုကကြတော့သူက charging IC ကကောင်းတယ် charging IC ကကောင်းပြီးတော့ဒီမီးလင်းတဲ့ signal ပေးတဲ့ IC ပေါ့နော် transistor ကို signal ပေးတဲ့ IC ကပြတ်သွားတာပါ အဲ့ဒါကိုစားထိုးဖို့ဆိုတာမလွယ်ပါဘူးအဲ့ဒါကြောင့်ဒီအဲ့ဒီ IC အစား1 2ရတဲ့3ချက်ခလုံးနဲ့အစားထိုးပြတ်သွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဒီ transistor ကောင်းမကောင်းစမ်းကြည့်မယ်နော်ကျွန်တော်ကဒီ PIC မကောင်းလို့ပြောတယ်ဟုတ်ပြီဒါတလို့ရှိရင်ဒီ transistor ရဲ့ဒီမှာဒီပထမဆုံးငုတ်ကိုအပေါင်းပေးလိုက် ပြီးတော့ဒီကောင်းကိုအနှုတ်ပေးမဒီမီတာကြီး sorry ဒီမီတာကြီးရဲ့ထုံးစံကအာအုံအုံတဲ့အုံစကေးမှာထားလို့ရှင်ရင်အအနီးတန်ကအနှုတ်ဖြစ်ပြီးတော့အနက်တန်အပေါင်းဖြစ်တယ်အဲ့တကူတော့မှတ်ထားပါဘာဒီမှာတွေ့လားဒါဆိုရင်ဒီတော့ဒီ transistor ကောင်းတယ်ပြက်တာ DIC DIC ကိုလဲစရာအစားထိုးစရာဘာမှမရှိဘူးအဲ့လိုဆိုတော့ manual ခလုတ်နဲ့အစားထိုးမှဖြစ်ပါတယ် ခုကအာသွင်းပြီးတော့စမ်းကြည့်ဦးမှာဖြစ်ပါတယ်အာသွင်းလိုက်တော့တွေ့လားအာသွင်းလိုက်တော့ကောင်းကောင်းအလုပ်လုပ်တယ်တွေ့လားဘာပူလာတာဘာကြောင့်မရှိဘူးအဲ့လိုစိမ့်သွားတာကျွန်တော်ဂျိုးသိမ့်မကောင်းလို့ဗျတကယ်လို့ charging IC မကောင်းရင်ဒီမီးတွေထလင်းနေတာအာမသွင်းထားပဲနဲ့ထနေနေတာဗောနော်ဒီပြီးတော့ဒီ LED မီးတွေလင်းတာဗောနော်အဲ့ဒါမျိုးတွေဖြစ်တတ်ပါတယ်ပြီးတော့ IC ကတအားပူလာပါတယ်နောက်တစ်ခုကဒီဟို မီးလင်းတဲ့ signal ပေးတဲ့ IC ပေါ့နော်ဒီ IC ရဲ့ဒီအပေါ်ဆုံးဒီမှာဒီလားဒီငုံနှကုံးကိုကြည့်တာအဲငုံနှကုံးကအဲခလုတ်နဲ့တူတူပဲအဲခလုတ်ကိုခလုတ်မကောင်းတာတွေကောင်းတာတွေဖြစ်ပါဆိုတဲ့အတွက်ဒီမှာအပေါ်ဆုံးကပင်နှခုပူးပေးလိုက်တာပူးပေးလိုက်ရင်ဒီမီးရလင်းရမှာပဲအမှန်လင်းဘူးဆိုတော့အဲ့ဒီ IC ပြတ်တာပေါ့နော် အဲ့ IC အခုကစမ်းပြနေတာဆိုတာဒီ IC ပြတ်တယ်ဆိုတာချိန်တည်အောင်လို့ဗျစမ်းပြနေတမျိုးပြီးတမျိုးဒီ IC ပြတ်တာချိန်တည်ပြီဆိုတော့ဒီခလုတ်နဲ့အစားထိုးပါမယ်၃စား၂ဆင့်ခလုတ်ပေါ့နော်အရင်ဆုံးဒီဒီမှာဒီအပြာကျိုးပေါ့အလင်းအလင်းစားအလင်းစားဘုံစားအဲ့ဒီအပြာကျိုးကိုဒီမှာမိုင်းနဲ့နဲ့တွဲပါမယ်တွဲပြီးရင်ဒီပထမဆုံးတစ်ချက်ပေါ့ အခု register နှလုံးနဲ့ဆက်ထားတာက one ohm register နှလုံး ဖြစ်ပါတယ်။အဲ့ဒီ one ohm register နှလုံးကို CD ဆက်လိုက်မယ် CD ဆက်ပြီးဒီမှာ tick ကိုနှိပ်လိုက်ရင်ဒီ one ohm register နှလုံး CD ဆက်ထားတဲ့နေရာကနေကျိုးကိုယူထားတယ်။ register နှလုံးကိုဖြတ်ပြီးတော့ဟိုမီမီမီဒီရဲ့တစီကိုသွားမယ်ပေါ့နော်။ဒါတစ်ချောက်တစ်ခုပေါ့။နောက်တစ်ခုကကြတော့နံပါတ်2ကိုနှိပ်ရင် ဟိုပါနံပါတ်2ကိုနှိပ်တဲ့အခါကျရင် register တလုံးကြော်ထားတယ်တလုံးပဲမိနေမှာအဲ့လိုဆိုတော့ဒီမှာတလုံးထဲကနေပဲဖြတ်ပြီးတော့လာမယ်ဆိုတော့မီးပို့ပြီးတော့လင်းမယ်ပေါ့နော်နံပါတ်2စဒီကလုတ်ကိုမီးဒီမှာပြန်တက်ပြီးမီးဒီမှာတက်ပြီးရင်ပြန်ပြပါမယ်အခုတော့ဒါ join ပြီးသွားပြီဖြစ်ပါတယ်ဒီမှာပါဒီအလဲပုံကနော်ဒီပုံစားကို minus ကိုချိန်လိုက်တယ်ချိန်လိုက်ပြီးတော့ ဒီဒီမီးသီးကိုဘတ်တကဖောက်လိုက်တာနော်ဒီကောင်လေးအကုန်လုံးက parallel ဆက်ထားတာဖြစ်တဲ့အတွက်မီးလင်းပါတယ်အဲ့တော့ခဲပင်နားကနေတွ့ရင်ကောင်းမလဲလို့ကြည့်တဲ့အခါမှာအစင်အပြည့်ဆုံးကဒီ resistor လေးရဲ့ take ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီကနေတွ့ထားတာဒီ plus ကကြတော့ဒီအဝိုင်းတိုင်းမီးပြားအတိုင်းအပေါင်းကိုအကုန်လုံးလွှတ်ထားတာအနှုတ်ကိုကစားပေးထားတယ်ဆိုတော့ဒီအနှုတ်ဆအိုးဒီဘက်ကနေတွဲလိုက်တဲ့အခါမှာ သူ့ရဲ့ ဒီဒီဒီကနေပြီးတော့ဒါထွက်တာပေါ့နော်ဒီကနေပြီးတော့စပြီးထွက်ပြီးတော့ဒီပလန်အတိုင်းဒီမီဒီတီစီကိုတွားတာဆိုတော့ဒီမှာအပေါင်းစာကိုငါ sorry ဒီမှာအနှုတ်စာကိုထုတ်လိုက်တယ်ထုတ်ပြီးတော့ဒီကနေပြီးတော့အထွက်ကိုဒီကိုပေးလိုက်တယ်ပေါ့နော်ပေးလိုက်တယ်ဆိုတော့ဒီမှာဒီမှာ1ပေါ့နော်1ကိုနှိပ်လိုက်မယ်ဆိုရင်ဒီပုံစံကနေပြီးတော့1ကိုပို့ပြီးတော့ down sorry 1 register နှလုံးကိုဖြတ်ပြီးတော့ mean line လာမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင် do ဆိုလို့ရှိရင်လည်းဒီလိုပါပဲ do ကိုနှိပ်လိုက်လို့ရှိရင် one on register တစ်လုံးနဲ့ဝက်ဖြတ်မှာပါဒါဆိုနှလုံးစလုံးဖြတ်လို့မရဘူးလားဆိုတော့ရပါတယ်ဒါပေမဲ့ခဏပဲအားခံလိမ့်မယ်ဘာလို့လဲဆိုတော့ register တွေမခံမနေ4.2ပို့ထားတဲ့ကျူးရဲ့အားမှာအဲ MPI တွေများပြီးတော့ဒီကက်ကြီးကအပူလွန်လွန်ကဲပြီးတော့အပူလွန်လာပေါ့နော်အပူလွန်ပြီးတော့တအားပူပြီးတော့ခဏလေးနဲ့ဒီ battery ကအားကုန်သွားပါလိမ့်မယ်ဒါဆိုရင်နံပါတ်1ပါဒါဆိုရင်1ပါ အာဖုန်းထဲမှာတော့အလင်းအားကွာခြားမှုကတိမ်မတိတာဘူးဆိုပေမဲ့အပြင်မှာတော့တော်တော်လေးကွာခြားတာကိုတွေ့ရပါပါဟုတ်ကဲ့ဒါဆိုရင်တော့ဒီ manual ခလုတ်အစားထိုးတာကိုအာဆက်ဆုံးလုပ်ပြီးပြီပေါ့နော်ဒါဒီကွန်လုံးကသူ့သူ့နေရာနဲ့သူပြန်ထားပေါ့ပြီးရင်ဒီကောင်ကိုဒီဒီဟိုမှာအထိုင်ချလိုက်ပေါ့ဒါဆိုရင်အလုံးပြီးပြီဖြစ်ပါတယ်ဟုတ်ကဲ့အထိုင်ချပြီးမှပဲတစ်ချက်ပြင်ရိုက်ပြပေးပါမယ်ဟုတ်ကဲ့ကျွန်တော်ဆမ်းပါဆိုတော့ ကြာအောင်ပါဗောနော်ဘက်ထရီကိုအားအပြည့်သွင်းထားမယ်အားသွင်းပြီးတော့ဘက်ထရီကခံအားခံသေးတယ်ဆိုတော့မှဒီဟောင်းကိုဆက်ပြီးတော့အဲအားလုံးလုံးပါဗောနော်အခုဆိုရင်တော့ဒီနီးလုံးကိုခလုတ်တက်ပြီးဖြစ်ပါတယ်ခလုတ်ကိုဒီမှာအဲအပေါက်ဖောက်ပြီးတော့မီးဓာတ်ဝင်ပြီးအပေါက်ဖောက်ပြီးတော့ခလုတ်ကိုထည့်လိုက်တယ်ဗောနော် တောင်းမိမိကင်းနဲ့ရှောက်ပြီးတော့ဟိုဟာနဲ့ဒူတရားနဲ့ဒူလုံးလို့မရဘူးပြီးတော့ကော်နဲ့ဟိုဟာတော့နဲ့စားတာတော့ဟိုလုံးလို့မရဘူးပြီးတော့လုံးလို့ရတာဆိုရင်ဟိုဒရီဆက်အသီးလေးတွေရှိတယ်အဲ့ကောင်လေးနဲ့ဖောက်လို့ရမယ်နော်ကျူးချွိုင်းတဲ့ပုံစံကိုတစ်ခေါက်ထပ်ပြောမယ်နော်ဒီမှာအလေစားဒီကလုတ်ရဲ့အလေစားအလေစားကို minus ကိုတော့ပေးလိုက်တယ်ဒါပုံစံဒါကဟိုဟာပေါ့ဒါတစ်ပေါ့ဒီဘက်မှာ 1 ohm resistor နှလုံးကိုတန်းဆက်ပေါ့နော် CD တွဲထားတယ် CD တွဲထားပြီးတော့ဒီဘက်ထိတ်ဆားနေပြီးတော့ထုတ်ထားတယ်ဒါဆိုလို့ရှိရင်နည်းနည်းမှိန်နေပေါ့မီဒီယာဒါကက်နော်နောက်တစ်ခုကကျတော့ဒီမှာ CD ဆက်ထားတဲ့နေရာမှာအလယ်မှာ2ရဲ့အစာကိုခြေလိုက်တယ်တကယ်လို့ဒီခလုတ်ကို2ကိုပြောင်းလိုက်ပြီဆိုရင်ဒါဒီထက်1ထက်ပိုပြီးလင်းမယ်1 ohm resistor တစ်လုံးပဲပါမယ်အဲ့လိုဆိုတော့ဒီကောင်က ပို့ပြီးတော့လင်းမယ်တစ်လုံးမှမထားဘဲနဲ့တော့သုံးလို့မရပါဘူးဘာလို့လဲဆိုလို့ရှိရင်ဒီ battery ကနေပြီးတော့သူက ampere ထုတ်ပြီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ mini cat ကအဲ battery ထုတ်ပြီးတဲ့အတိုင်းသူကဆွတ်ပြီးတော့ဒီ diode diode ပေါ့နော်ဒီ led diode တွေဆွတ်ဆွဲပြီးတော့ဒီမှာဒီကောင်က heat sink သဘောမျိုးနဲ့အောက်ခံအပြားအလူမီနီယံများဖြစ်တဲ့အတွက် heat sink သဘောမျိုးနဲ့သူကသုံးထားတာအဲ့လိုဆိုတော့ဒါကြီးပူလာပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ ampere ကြီးစားပြီးတော့ခဏလေးပဲအထုံးခံတာမျိုးဖြစ်တတ်ပါတယ် ဲ့တော့1 ohm resistor တစ်လုံးတော့မဖြစ်မနေခံလေးပါမရှိရင်လည်း1.2 ohm ဒါမှမဟုတ်အဲအဲ့ထက်များပြီဆို2.2လောက်2လောက်ဖြစ်သွားပြီဆိုရင်တော့2ကျော်ပြီဆိုလို့ရှိရင်တော့အဲ့ဒါအသင့်ပြီးတော့ပါဦးမီလုံးကတော်တော်မှိန်သွားပါလိမ့်မယ်ပြီးတော့ဒီမှာချိတ်တဲ့နေရာချိတ်တဲ့နေရာမှာဒီလို resistor ရဲ့ tape နော်ဒါမှမဟုတ်ဒီလိုမျိုးတစ်ခုခုပေါ့နော်ဒီဒီလိုဒီလိုဒီလို point နေအဲ့ဒါအချိန်မျိုးချိန်ပါဒါကတော့ကျွန်တော်မီဒီယာဒီမှာကွဲနေတာဗျမြင်ရလားမသိဘူးဒီမှာကွဲနေတယ်လားအဲ့ဒါကြောင့် ဟိုဟာဂျမ်းမာကြော်တယ်ပြီးတော့ဒီမီဒီယာလည်းလွတ်ထွက်နေတဲ့အတွက်ဒါကိုချိန်ထားတာနောက်တစ်ခုကပြင်တာပြင်လို့ရတဲ့အနေအထားရှိတယ်ပြင်လို့မရတဲ့အနေအထားရှိတယ်ပြင်လို့မရတဲ့အနေအထားကိုဇွတ်ပြင်ပါနဲ့အဲ့ဒါဆိုရင်အန်ဒီရရှိပါတယ်အဲဒီမီဒီယာလေးဒီမီဒီလေးတစ်ခုထဲနဲ့မီဒီလေးတစ်ခုပဲဆိုပြီးတော့ဆုံးမလုပ်ပါနဲ့နောက်တစ်ခုက ဒီမိပြားကတော့ဒီမှာ IC နှစ်ခုပဲအလုပ်လုပ်တယ်အာတုံတိုင်ပြင်လို့ရတယ်နော်ဒီကောင်က charging IC ဖြစ်တယ်ဒီကနေအားမဝင်လို့ဒီ IC ကမကောင်းတော့ဘူးဆိုလို့ရှိရင်ဒီ IC ကိုဖြုတ်ပစ်ကြမယ် short IC short ကြတာပေါ့နော်ဒီကောင် short ကြရင်ဒီမီးတွေထလင်းတာမိတုပ်မိတုပ်ဖြစ်တာဒါမှမဟုတ်ဒီမှာအစေးမင်းတို့အနေမင်းနဲ့နှစ်ခုကထလင်းနေတာဒါတွေဖြစ်တတ်ပါတယ်အဲ့အချိန်မှာဒီ IC ကိုဖြုတ်မယ်ဖြုတ် ပြီးသွားရင် TP4056 တော့၎င်း 2MB လီတီယမ်4.2ကိုခြားခြားအောင်တော့လကောက်အသိန်းလို့ရပါမယ်အစားဆိုရင်အစားထိုးပြီးတော့အသုံးပြုလို့ရပါမယ်ထုတ်တဲ့ငုတ်ကတော့ဒီကနေပဲထုတ်ပေါ့နော်ဒီကနေထုတ်လို့ရမယ်ပြီးတော့ solar plus solar minus ရှိမယ်ဒီဒီမှာနှစ်စားထုတ်ပေးထားတယ်တွေ့လားဒီမှာဒီမှာဒီမှာ s လို့ယူထားတယ်နော်အဲ့ဒါကဒီလို မီးပြားတိုင်းလိုလိုမှာပါပါတယ်အဲ့ဒီကနေပြီးတော့ plus minus ထုတ်ပြီးတော့အာ VPN ခြားခြားကတခုခုမှာအစားထိုးအဲပြီးကျွေးလိုက်ပေါ့နော်ဒီကနေပြီးတော့ခေါင်းကနေသွင်းပေါ့တကယ်လို့ဒီခေါင်းမကောင်းဆိုရင်ဖိုက်ဖို့အာပေးသွင်းလို့ရတယ်မြည်တိခေါင်းကိုမဆိုးဒါမှမဟုတ်ကြိုးတန်းလမ်းပဲဖြစ်ဖြစ်အကုန်လုံးစားထိုးလို့ရပါတယ်ဒါတပိုင်းပြီးပြီနော်ဒါအားသွင်းတဲ့အပိုင်းတပိုင်းပြီးပြီဒီမြည်တိမကောင်းဆိုလို့ရှင်နော်အခုလက်ရှိအတိုင်းမန်ယူရဲ့အစားထိုးလိုက်ပါဒါဆိုလို့ရှင်ဒီမြည်ပြားကမြည်လုံးနေတာကောင်းနေတယ်ဆိုလို့ရှင် ကောင်းကောင်းအလုပ်လုပ်ပြီးတော့ကောင်းကောင်းအသုံးပြန်လေအသုံးပြုလို့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ